ဒီတစ်ခေါက်တော့မင်္ဂလာပါလို့ပြောရအောင်ဒီဘာလို့လဲဆိုတော့ဒီတချင်းမတင်ဖြစ်တာလည်းကြာတာပါအပြင်းကြီးနေရလည်းပါတယ်ဒါဥမာကျွန်တော်သင်တန်းဖွင့်ထားတဲ့ဒီ Telegram group လေးကသင်တန်းလားတယောက်ကလည်းအဲ့တချင်းလေးကိုတောင်းထားတာကြာပြီပေါ့ပြီးဒီချင်းကလည်း wrong call လေးဖြစ်တာလည်းပါတယ်ပေါ့လေးခွက်ထဲပါမှာနော်အတိုင်းပင်လည်း3 4ပါမယ်အဲ့တချင်းလေးကိုကျွန်တော်ဒီနေ့တော့ကျွန်တော်ရေလေးလောက်တာပေါ့နော် အဲ့ဆိုရင်စပြီးတော့တိုင်မင်အကြောင်းပြော3 4တိုင်မင်ဆိုတော့ဒီ 3B ရှိမယ်ပေါ့နော်တပားကို 3B ရှိမယ်1 2 3 1 2 3ပေါ့အဲ့ဒါကိုလက်ခတ်နေနဲ့ strum ကြီးထည့်မယ်ဆိုတော့ down down up down 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 up down နော် 2B မှာနှစ်ချက်ထည့်မယ်ပေါ့1 2 and 3 1 2 and 3 then down down up down 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 up down ဒါကမှ bass နဲ့ fret နဲ့ပေါ့နော်အပေါ်ပိုင်းကို 1B နဲ့ 2B ခက်ချက်တွေကိုအပေါ်ပိုင်းတဝက်ကြည့်မယ်။နောက်ဆုံး 3B ရဲ့တစ်ချက်ကိုအောက်ဆုံးကြည့်မယ်ပေါ့။ 1, 2 down down up down 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 up down ဒီလိုဖြစ်သွားပါတော့။အဲအဲ့ဒါဆိုရင်ဒါလက်ခတ်ကရပြီပေါ့။နောက်ကန်ရမယ့်ကော်လေးတွေပေါ့နော်။သူက round ကော်ဆို B minor ပါမယ်။ E7 ပါမယ်။ A ပါမယ်။ F sharp minor ပါမယ်။အဲ့တော့ B minor ကန်မယ်ဆိုရင် ဗာရီကော့ပုံစံတော့ကန်ရမှာပေါ့ဒီတရားအဲ့ဒါကမှသူဝမ်ကျူအလွတ်တန်ယူပြီးမှာဟောတော့ဖိုက်ကဒီမှာလက်ညှိုးကဖိုက်ကျူကိုထောက်ထားမယ်ဒီ2 3 4ကတော့အရင်တိုင်းပဲပေါ့ဗာရီကော့ပုံစံတိုင်းဝမ်ကျူလွတ်ထားမယ်ပြီးရင်ဒီစစ်ကျိုးတန်ကိုလည်းဒီလက်ညှိုးလေးအထိထားမယ်အတန်မထွက်အောင်ပေါ့နော်ဝမ် ဒီကောင်းပါเนาะနောက် E7 တို့က E ကိုကိုင်မယ်လက်တန်းက2ဂျိုထောက်မယ်ဖြန့်တာပါเนาะနောက် A ကိုတို့က A7 လို့လည်းပြောလို့ရတယ်ဆိုတော့ A ကိုကိုကိုင်နေဆိုပေမဲ့3ဂျိုနဲ့4ဂျိုပဲထောက်ပြီးတော့1 2အလွတ်ထားမှာပေါ့ရှမ်းမိုင်းနာလေပုံမှန်ရဆိုတော့ဒီ F ရှမ်းမိုင်းနာ ဒီကောင်ကလက်ညှိုး၃ကျိုးလုံးထောက်တာကိုလက်ညှိုးက၃ကျိုးလုံးအခုမထောက်တော့ဘူးလေ၃ကျိုးတခုလည်းထောက်လိုက်မှာပြီးရင်ဒီမှာဖိုင်တယ်အောက်နှစ်ကျိုးအလွတ်ထားတာပေါ့နော် F sharp minor အဲ့လေးခွက်ပဲနော် B minor စမယ် E7 A F sharp minor ို့နှစ်ပါးစီတီးသွားတယ်မဟုတ်ဘူးเนาะအဲ့ဒါ round ပေါ့ပါပဲဒါဆိုတော့အဆင်ပြေမယ်ဗောနော်